လုံးမမင်္ဂလာပါကိုပညာတူရီ channel ကလည်းကျေးဇူးပါတယ်ဗျာကဲအားလုံးမညီကိုမိတ်ဆွေများအားလုံးမမင်္ဂလာညချမ်းလေးပါဗျာဒီနေ့ညမှာတော့ကျွန်တော်ညီကိုမိတ်ဆွေများအားလုံးအတွက်ကျွန်တော်တင်ဆက်ပေးချင်တာပါတော့ကျွန်တော်တို့မလက်ဖန်96ရက်3လ2025တနင်္ဂနွေနေ့မှာ၅ချိန်မြောက်ဖတ်ရှိမဲ့ 3D အဓိကကတော့ 3D ကကျွန်တော်ညီကိုမိတ်ဆွေတို့ကိုပေးချင်တာကတော့၄ခွက်တည်းတဲ၄ခွက်ပဲအဓိကထားပြီးတော့ကစားရမယ်ပြီးလို့ရှိရင်တနစ်ဆာမွေးကနန်လေးတစ်ခွက်ပါမယ်ပေါ့ဗျာနော်တဲ၄ခွက်ဝယ်ကစားမယ်ဒါပေမဲ့ကျွန်တော်ကအဲ့ကနန်တွေကိုအားပြီးထွင်ပုံပုံပြီးတော့မှစိတ်ချလုံခြုံမှုရှိစေတဲ့အတွက်ကြောင့်မလို့ညီကိုမိတ်ဆွေတို့အားကနန်လေးတွေကိုလည်းရေးပေးထားပါဗျာအဲ့တော့ညီကိုမိတ်ဆွေများ like လေးကိုပြီးဆုံးအောင်ကြည့်ရှုပြီးတော့မှကျွန်တော်ရေးပေးထားခဲ့သလိုပဲ နော်အလုံးတဲ21ကွက်ကို2100ရင်းယုံနဲ့ဒီကိုမိတ်ဆွေများ၄သိန်းကျော်အမြတ်ငွေရရှိမဲ့အစီအစဉ်လေးကိုကျွန်တော်ဒီနေ့ညမလာရောက်ပြောပြပေးတာဖြစ်ပါတယ်။အဲ့ဒါအပြင်ကိုလာမဲ့တစ်ပတ်အတွက်ကိုဒူရီနဲ့ပတ်သက်ပြီးတော့လေဒီကိုမိတ်ဆွေတို့အတွက်စိတ်ကြိုက်ရွေးချယ်ပြီးတော့ကစားနိုင်မဲ့ဒူရီထိုးကွက်လေးတွေကိုလည်းကျွန်တော်ဒီနေ့ညမှာပြသပေးသွားမှာဖြစ်ပါတယ်။အဲဒီတော့ကြောင့်မလို့ဝင်ရောက်ကြည့်ရှုကြတဲ့အညီကိုမိတ်ဆွေတွေက လူ၄တူ၄တီကိုတကယ်ဝါသနာပါလို့တကယ်ကစားလို့ရှိရင်ဘသူစီကမှဝယ်ပြီးတော့နော်အာချင်းွေပေးပြီးတော့ဝယ်ကစားစရာမလိုဘူးစိတ်ချယုံကြည်စွာနဲ့ကစားလို့ရတဲ့3တီအဓိကမယောကစားကွက်လေးတွေကိုကျွန်တော်ကိုစားညီကဒီနေ့ညမှာချပြပေးမှာဖြစ်ပါတယ်ဗျာ ဆိုတော့ကကျွန်တော်ကဏ္ဍလေးတွေစစ်နေတော့ကျွန်တော်နည်းနည်းလေးတော့နောက်ကျသွားတယ်ဗျာเนาะကျွန်တော် post မှာတင်ထားတာ9နာရီဆိုပေမဲ့ကျွန်တော်က10နာရီမှာ live လုပ်ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့မနက်ဘက်က 3D ထွက်လာဖြစ်တဲ့အတွက်ကြောင့်မလို့ 3D ကိုတည်တည်ကြာကြာလေးစစ်ပေးနေတာဖြစ်တယ်เนาะတည်ကြာလေးစစ်ပေးနေရင်လည်းကျွန်တော်အစားကတော့ဒီနေ့ live မှာ 3D ကို deck 4ခွက်ပဲကျွန်တော်ပေးမှာ deck 4ခွက်ပေးမှာကိုဆိုတော့အဓိက main ရော4ခွက်ကိုလည်းကျွန်တော်ပြပေးမယ်။ အာကစားပြီးတော့ပုံမှန်လေးပဲเนาะ 3D ဆိုတာမျိုးကပို့ပြီးတော့စိုးတာပါဗျာเนาะကျွန်တော်တို့ 2D အကွက်တရာရှိတာတော့မှပဲတကွက်ပေါက်ဖို့ကိုเนาะမနေစူးစားရှာပွေနေရတဲ့အနေအထားတစ်ခုမှာ 3D ကအကွက်တထောင်ရှိတာဖြစ်တဲ့အတွက်တကွက်မှန်ဖို့ကိုပုံမှုပြီးတော့စူးစားအယုံစိုက်ရပါတယ်အဲဒါကြောင့်မလို့ကျွန်တော်ကတော့အကောင်းဆုံးမြင်တာတွေ့တာလေးတွေကနေပြီးတော့ရွေးချယ်ပြီးတော့ကျွန်တော်ညီကိုမိတ်ဆွေတွေအတွက်အကျိုးရှိမဲ့ ကဏန်းလေးတွေကိုကျွန်တော်ရွေးချယ်ပြီးတော့ခြားပြပေးမှာဖြစ်ပါတယ်။အဲတော့အကြိုက်နဲ့သက်သက်ညီကိုမိတ်ဆွေတွေကယူပါအကြိုက်နဲ့သက်သက်လို့အသုံးပြုပါစေတနာရှိထားပြီးတော့ညီကိုမိတ်ဆွေတို့ရဲ့အကျိုးကိုလိုလားသောအားဖြင့်အကောင်းဆုံးရွေးချယ်တင်ဆက်ပေးထားတာဖြစ်ပါတယ်။ဆိုတဲ့အတွက်ကြောင့်မို့ညီကိုမိတ်ဆွေတို့အများကြီးလက်ထိုးစရာမလိုဘူး။နော်ပုံမှန်လေးပဲ 3D ဆိုတဲ့အတွက်ကြောင့်မို့တကွာကောင်းရင်လို့တော့မရှိဘူး။အဖြစ်နိုင်ရရှိတာလေးတွေကို စစ်စစ်ရွေးချယ်ထုတ်လုပ်ပေးထားတာလေးတွေဖြစ်ပါတယ်။နော်အဲ့ဒါအပြင်ကိုနော်ဒီတစ်ပတ်မှာပြီးခဲ့တဲ့တစ်ပတ်က ကျွန်တော်ပေးထားခဲ့တဲ့အခွေကနောက်ဆုံးနေ့မှလာထွက်တယ်နော်နောက်ဆုံးနေ့မှလာထွက်တယ်အာနှစ်လေးတပတ်လုံးကိုနော်တပတ်လုံးကို ဖြစ်နေတာကပြီးခဲ့တဲ့တပတ်မှာတပတ်လုံးကိုပိုကနန်းနေရနောက်ကနေပြီးလိုက်ထွက်တယ်ပေါ့နော်40နေဆိုထွက်သွားတယ်ကျွန်တော်တပတ်စာခံမဲ့ကြတယ်မှာ2 4 6ကိုပါလေနောက်ဆုံးနေ့မှထွက်တယ်ဒါပေမဲ့ဆော့သွားတာကတော့၄၉ပတ်တီနဲ့၄ break နော်၄၉ပတ်တီနဲ့၄ break ကတော့ညိုမိတ်ဆွေတို့အကျိုးဖြစ်ထွန်းပါတယ်၄၉ပတ်တီစောစောစီစီပဲကြတယ် နော်လေးဘရိတ်လည်းကြာတယ်နော်လေးဘရိတ်လည်းကြာတယ်လေးဘရိတ်ကခွင်းနေပါတယ်ခေါင်ခေါင်ဆိုပြီးတော့လေးဘရိတ်နဲ့အောင်ခဲ့တယ်နော်ဆယ်ပြည့်ကျင်းတည်လာမယ်လို့ပြောတာ30တခွက်တော့ချပေးသွားတယ်နော်ဆယ်ပြည့်ဆိုတော့အခုဒီဘက်မှာလည်းဒူးရီနဲ့ပတ်သက်ပြီးတော့အ ਨੇ ဆုံးအသေးချာဆုံးနဲ့ထုတ်ွက်တွေကိုကျွန်တော်ချပြပေးမှာဖြစ်ပါတယ်ဒီ 3D ပြည်တာနဲ့ 2D လေးပါဆက်လက်ပြီးတော့မှကြည့်ရှုလေ့လာကြပါဗျာနော်အဲဒီမှာအကောင်းဆုံးထုတ်ွက်တွေပါပါတယ်ပြီးခဲ့တဲ့ဘက်ကလည်း3ညကနေ6အထိ ကနန်းဆယ်လုံးစလုံးအစုံကျသွားတဲ့အတွက်ကြောင့်မို့လို့အခုလာမဲ့7325နေပြီးတော့2725တပတ်စာအတွင်းမှာဖြစ်လာနိုင်တဲ့ဖြစ်နိုင်ခြေအရှိဆုံးသောကနန်းတွေကိုကျွန်တော်ရွေးချယ်ပြီးတော့ဆက်ပြပေးမှာဖြစ်ပါတယ်။ကဲအားလုံးပဲအားတော့ညီကိုမိတ်ဆွေများ အချိန်ကလင့်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဝင်ရောက်ကြည့်ရှုပေးကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။ဒူလီ3ရေနဲ့ပတ်သက်တဲ့အကောင်းဆုံးလေးလာခံမှတ်ချက်တွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ဒီကိုပညာဒူလီ channel လေးကိုလည်းဒါ like and subscribe လေးတွေလုပ်ပေးပါ။ဝင်ရောက်ကြည့်ရှုတဲ့ဗီဒီယိုပိုင်းလေးတွေကိုလည်းလက်မလေးတွေထောင်လက်မလေးတွေနှိပ်ပြီးတော့ဝင်ရောက်ကြည့်ရှုပေးကြပါဗျာနော်။အခုဒီနေ့ညမှာကျွန်တော်ညီကိုမိတ်ဆွေတွေမနက်ဖြန်ကမှထွက်ရှိမဲ့3ဒီ channel လေးကိုကျွန်တော်ချပြပေးမှာဖြစ်ပါတယ်။ အဲ့ဒီမှာကျွန်တော်ဒီမှာတနစ်စာမွေးကနန်တင်ငါးတအာဆိုတာပေးထားတာကကျွန်တော်အရင်ပတ်တွေတဲကเนาะကျွန်တော်ညီကိုမိတ်ဆွေတွေကိုကျွန်တော်ဒါနှစ်စာတဲကဒါ2025နှစ်စာတဲကကျွန်တော်ပေးထားတဲ့ကနန်ဖြစ်ပါတယ်ဒီတခွက်ထဲမွေးကျင်တဲ့ညီကိုမိတ်ဆွေတွေအပြင်းပြေပဲမွေးမွေးဘလို့ပဲမွေးမွေးပေါ့ဗျာเนาะစာတို့ပဲမွေးမွေးမွေးလို့ရတယ်ဒီ2025တနစ်စာမှာဖတ်ဖို့အတွက်ကိုရာခိုင်နှုန်းများတဲ့ တကွက်သေးသောမွေးကနဲတင်ငါတိတ်ဖြစ်ပါတယ်တင်ငါတိတ်ကိုအာထုတ်မဲ့ဆိုရင်၃ကွက်ပဲမွေးမွေးလို့ရတယ်၃ကွက်ပဲရှိတယ်၃ကွက်ပဲမွေးရမယ်ပေါ့ဗျာမွေးလို့ရတယ်မဟုတ်ဘူးတင်ငါတိတ်ဆိုတော့အာကစားရင်၃ကွက်ပဲကစားရမယ်ပေါ့နော်အဲ့တော့ဒါကမွေးကနဖြစ်တဲ့အတွက်ဒီတပတ်စာထဲမှာတော့တိတ်ပြီးတော့အကျုံးမဝင်ဘူးဒါပေမဲ့ညီကိုမိတ်ဆွေတို့စိတ်ကျင်အဲ ကစားစပြီးတော့အခုမှတွေ့ရမြင်တဲ့သူတွေကမွေးမယ်ဆိုရင်မွေးလို့ရပြီเนาะကျွန်တော်ဒီ2025နှစ်စပိုင်းနေအဒီကဏန်းကိုကျွန်တော်ပေးထားပေးပြီးသားเนาะဆိုတော့အဲ့ဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်အဓိကပေးခြင်းတဲ့၄ခွက်ကိုကျွန်တော်ပြောပြပါမယ်ဒီ၄ခွက်ဖြစ်ပါတယ်ဒါကတော့အဓိက main ပေါ့ဗျာเนาะစတားလေးပဲပြလိုက်မယ်ဗျာ main တို့ပတို့ဒုတို့လုံးမနေတော့ ဒါအရင်ကြည့်တာဆိုရင် star လေးပြထားလိုက်တာပေါ့နော်ဒီ၄ခွက်ကဒီ number တွက်ရှိမဲ့3ဒီမှာ468 986 68 2 886ဆိုတဲ့ဒီ၄ခွက်ကအဓိကမေယောကစားရမယ်၄ခွက်ဖြစ်ပါတယ်နော်ဒါပေမဲ့ဒီ၄ခွက်ကိုပဲကစားနိုင်တဲ့လူကဒီ၄ခွက်ကိုပဲကစားဘာဖြစ်ဖြစ်တခွက်ကိုတထောင်ဖို့ထိုးနိုင်တယ်ဆိုလို့ရှိရင်တော့ဒီမှာ day 20တခွက်ရှိအားလုံးပေါ့ကျွန်တော်သူ့ရဲ့အာကဏန်းလေးတွေတချို့ကြတော့ဒီ R 3D ၃လုံးကို သုံးလုံးကနန်းကိုအာပြီးတော့မရေးတတ်ဘူးအာပြီးတော့မထုတ်တတ်တဲ့သူတွေအတွက်လည်းအာကနန်းလေးတွေကျွန်တော်ဖြစ်အောင်လို့ထုတ်ပေးထားပါတယ်နော်ဆိုတော့ဒီမှာ6ကွက်6ကွက်6ကွက်18ကွက်ကဲဒီက3ကွက်ကဲ22ကွက်ရှိတယ်ဒီ22ကွက်ကိုအပြင်းပြေတထောင်မိုးရင်2000တထောင်တချို့ဒူးရီမိတ်ဆွေတွေဆိုလို့ရှိရင်ဒါတနေ့ကိုဒူးရီကိုတင်းချီပြီးထိုးနေတဲ့သူတွေရှိတယ်နော်တထောင်မိုး2000မိုးအောင်လေတော့ရင်းပြော်ပါလေနော်15ရက်မှတခါရင်နေတိုင်းတော့မှပဲတူးဒီကိုတင်းချီပြီးတော့ရင်းနေတဲ့သူတွေအတွက် နော်တထောင်ဘူးကစထိုးမယ်ဆိုရင်တော့မှ2000တထောင်နော်အဲ့ဒီတထောင်ဘူးပေါက်ခဲ့မယ်ဆိုရင်ညီကိုမိတ်ဆွေတို့4သိန်း9900အမြတ်အမြတ်ငွေရရှိမှာနော်ဆိုတော့ကျွန်တော်ညီကိုမိတ်ဆွေတွေကြိုက်နှစ်တက်တဲ့သူတွေကတော့ဒီကနန်းအစုံလေးကိုထိုးပါဒီမှာအာကွက်လေးတွေကိုပါကျွန်တော်တည်တည်ရှာလေးစီစစ်ပြီးတော့ရွေးပေးထားပါတယ်အဲ့တော့အကောင်းဆုံး၄ကွက်ကိုခံမှန်းပေးပါဆိုရင်တော့ကျွန်တော်ဒီအပေါ်ဆုံးကသူ့ရဲ့ main မူလတဲကနန်း၄ကွက်ကိုပဲကျွန်တော်အဓိကထားပြီးတော့ပြောပြပေးတာဖြစ်ပါတယ် ဒါကတော့ 3D ဖြစ်ပါတယ်ဗျာเนาะအားလုံးပဲညီကိုမိတ်ဆွေများဝင်ရောက်ကြည့်ရှုကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အဲ့တော့ screen shot လေးတွေရိုက်ပြီးတော့ဘာပဲဖြစ်ဖြစ်ကိုကြိုက်နှစ်သက်တဲ့ကဏ္ဍလေးတွေကိုရွေးချယ်ပြီးထိုးကိုစိတ်ကူးတွေမှာတိုက်ဆိုင်တာရှိခဲ့မယ်ဆိုလို့ရှင်လည်းရွေးချယ်ပြီးထိုးလို့ရတယ်လို့ကျွန်တော်ချပြပေးတဲ့အတိုင်းလေးပဲကစားခြင်းနဲ့ညီကိုမိတ်ဆွေတွေလည်းကစားလို့ရပါတယ်ဗျာ နောက်ကြတော့မှနော်ကျွန်တော်ဒီ15ရက်နေ့ညတွေကကျွန်တော်တင်ပေးထားတာဖြစ်ပါတယ်ထွက်သွားတော့မှဒါထွက်ပြီးသားကြီးတင်နေဆိုတဲ့အမျိုးမဖြစ်ရလေအောင်ကျွန်တော်ဒီနေ့ညရှိတဲ့အချိန်ရတဲ့အချိန်ကနေပြီးတော့ကျွန်တော်ဆွဲထုတ်ပြီးတော့မှဒီကနန်းတွေကိုလာရောက်ချပြပေးထားတာဖြစ်တယ်နော်ကျတူးဒီနေပတ်သက်လို့လမ်းကြုံလေးတစ်ခုလောက်တော့ယူသွားအောင်ဗျာနော် ဒုတိယပတ်သက်လို့18ရက်3လ2025နေပြီး21ရက်3လ2025တပတ်စာအတွက်ကိုဗိုလ်တော်မကျော်ဇာတို့ပတ်ဒီနှလုံးကတော့တစ်ရှိနော်ဒီအရေးဘယ်ကနေဘယ်လိုရရှိလာလဲဆိုတာကိုကျွန်တော်မနေ့ဘက်က live မှာယူမိတ်ဆွေတို့ကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်နော်ဒါကတော့ဒါဈေးဆွဲထုတ်ထားတဲ့ကဏ္ဍနေဤပဲကိုကျွန်တော်ယူမိတ်ဆွေတို့ကိုချပြပေးတာဖြစ်ပါတယ်ဗိုလ်တော်မကျော်ဇာတို့ပတ်ဒီတစ်ရှိမှာတဲ့နဲ့ပတ်သက်ရင်19 16 10 8နဲ့ပတ်သက်ရင်8283 80ဆိုတဲ့ကဏ္ဍနေဒါပတ်ဒီအတွက် main order တင်ွက်တွေဖြစ်ပါတယ် ပြီးရင်၄ရက်စာတို့တစ်လုံးနဲ့ break ၊၃ညာ break ရောဘူ break နော်။၃ညာ break ရောဘူ break ဘူ break ကိုပို့ကြိုက်ပါတယ်နှလုံးပေါင်းရင်း၁၀ break ဖြစ်ပါတယ်။ဒီနှလုံးပေါင်းရင်း၁၀ break ကလည်းကျွန်တော်ညီကိုမေးချင်လို့ပြီးခဲ့တဲ့တစ်ပတ်တည်းကနေပြီးတော့ကြာရှိလာတဲ့မူတဲ့ကနေဒီတစ်ပတ်ဆက်ပြီးပေးတာဖြစ်ပါတယ်။အဲဒါ1 9 8 3 4 6 5 5ကတော့အဓိကထားရမှာဖြစ်ပါတယ်။၃ညာ၃ညာကတော့ကြိုက်မှာအရင်မှာမကြိုက်မြန်မာနဲ့ကျွန်တော်ကတော့မကြိုက်ပါဘူး။ကနန်းအရမူအရသာထည့်ရေးပေးထားတာဖြစ်ပါတယ်။ ဒီ၅ခွက်ထဲမှာမှ19283456955ဆိုတဲ့ဒီ၅ခွက်ထဲမှာမှညီကိုမိတ်ဆွေတို့အကောင်းဆုံးရွေးချယ်ပေးတာတာ19283ဆိုတဲ့ကဏ္ဍကိုအကောင်းဆုံးအနေနဲ့ရွေးချယ်ပေးထားပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ဒီဘက်မှာ၃ညအနေ၉ထိကဏ္ဍ10လုံးကဏ္ဍအဆုံကြာပြီးတိုင်းမှာလုံးဝမပြတ်တဲ့ formula မျိုးကတော့ power chain တွေပေါ့လာပါတယ်ဗျเนาะအဲဒီတော့ power ကဏ္ဍလေးတွေကိုလည်းကျွန်တော် ချပြပေးထားပါတယ်ပါဝါကြိုက်လို့ပါဝါလိုက်မယ်ဆိုတဲ့သူတွေပါဝါကိုလိုက်လို့ရတယ်ဒီပေးထားတဲ့ကဏ္ဍနေအားလုံးကိုကစားမယ်လို့မဆိုလို့ကျွန်တော်ရဲ့ညီကိုမိတ်ဆွေတို့အကြည့်ရှုနေတဲ့ညီကိုမိတ်ဆွေတို့ရဲ့စိတ်ထဲမှာကြိုက်နေတတ်တဲ့မူတစ်ခုကိုပဲဆွဆွမြဲမြဲလိုက်ပါဒီတစ်ပတ်တော့အထူးကျွန်တော်ပြောချင်တာကတော့ဒူရီနဲ့ပတ်သက်လို့ဒီအခွေနှစ်ခွေပေါ့ဒါကျွန်တော်နည်းနည်းရေးတာမှတ်ပါ1649ဒါ1649အခွေနော် 164ကိုအခွေနဲ့2038အခွေနှစ်ခွေကျွန်တော်ပေးထားပါတယ်ဒီအခွေနှစ်ခွေဒီစောပါလိမ့်မယ်ဘယ်အခွေကိုဦးစားပေးပြီးထိုးရမလဲဘယ်အခွေကိုနောက်ကျပြီးထိုးရမလဲဆိုတာတော့ကျွန်တော်မပြောတော့ဘူးအခွေနှစ်ခွေလုံးကအဘူးမပါတာဖြစ်တဲ့အတွက်ညီကိုမိတ်ဆွေတို့6ကွက်12ကွက်ရှိတယ်နော်12ကွက်မှာကျွန်တော်ညီကိုမိတ်ဆွေတို့အားထိုးရင်တော့22ကွက်ထိုးရမယ်ဒီ12ကွက်ထဲကအနည်းဆုံးညီကိုမိတ်ဆွေတို့3ချိန်ပေါက်မယ်အနည်းဆုံး3ချိန်ပေါက်မယ် အခွေတီးနဲ့ဇာတို့လိုက်အနည်းဆုံး၃ရင်ပေါက်မယ်တပတ်အတွင်းမှာအဲ့တော့ဒီအခွေနှစ်ခွေကိုကျွန်တော်ရွေးချက်ပေးထားပါတယ်။နော်အပူမပါတဲ့အခွေနှစ်ခွေဖြစ်တဲ့အတွက်ထိုးပြပါရစေဗျာ။နော်။ဒါဒုတိယပတ်သက်ပြီးတော့ကျွန်တော်ရဲ့ပဏာမရွေးချက်မှုလေးတွေဖြစ်ပါတယ်။ ဒီဘက်ကတော့ကွန်မိတ်ရှင်တို့မနက်ဖြန်ကမှထွက်ရှိမဲ့ 3D ကနန်းလေးတွေကိုကျွန်တော်အကောင်းဆုံးရွေးချယ်ပေးထားတာဖြစ်ပါတယ်အခုပြသထားတဲ့เนาะကျွန်တော်ပြသထားတဲ့ဒီ 3D ကနန်းလေးတွေနဲ့ကြီးရှုနေကြတဲ့ညီကွန်မိတ်ရှင်တို့ရဲ့ထိုးရမယ်ထိုးကနန်းလေးတွေနဲ့တိုက်ဆိုင်တာများရှိခဲ့ရင် comment လေးတွေဝင်ရောက်မှတ်ပေးနိုင်ပါတယ်ဗျာเนาะဘယ်ကနန်းလေးတွေကတော့ ညိုမရွတို့အကြိုက်တွေနဲ့ထတ်တူကြလိမ့်လေဆိုတာကိုတော့ command လေးတွေမှတ်ပြီးတော့အတူတူရင်ခုန်ကြည့်ရှုကြတာပါဗျာနော် 3D ကိုလည်းမနှက်ဖန်ကကျွန်တော်တို့3နာရီအတိမှကျွန်တော် dialogue လွှင့်ပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီကိုပညာ 2D channel ကနေပြီးတော့ညိုမရွတို့အတူတူရင်ခုန်ဖို့ရာမနှက်ဖန်က3နာရီတိတိမှကျွန်တော် 3D dialogue live တင်ဆက်ပေးမှာဖြစ်ပါတယ်ဗျာ ာဒါလေးကိုလည်းကျွန်တော်ရေးပေးပါမယ်เนาะကိုပချမ်း 2D channel ကနေဒီကိုမိတ်ဆွေတို့အတွက် 3D နဲ့အဖွင့်လှအောင်ကျွန်တော်အကောင်းဆုံးစူးစမ်းပေးထားပါတယ် ကျွန်တော်အတူတူရင်ခုန်ကြီးရှုချင်တဲ့ယူကိုမိတ်ဆွေများမနက်ဖြန်က3:00တိတိမှာကျွန်တော်ရဲ့ကိုညာတူတီ channel လေးကနေတိုင်းရိုက်လိုက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ ခုကျွန်တော်ညီကိုမိတ်ဆွေတွေအရှိမှာကြပြပေးရတဲ့ကဏ္ဍတွေကကျွန်တော်ကိုယ်တိုင်လည်းစိတ်ချယုံကြည်စွာနဲ့ကစားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ညီကိုမိတ်ဆွေတွေကိုလည်းယုံယုံကြည်ကြည်နဲ့ကစားကြပါလို့ကျွန်တော်ကတော့တိုက်တွန်းပြောကြလိုပါတယ်အဓိကကစားမှာတော့ဒီအပေါ်လေးခွက်ပေါ့နော်ဒီအပေါ်လေးခွက်ကိုအဓိကကစားရမယ်4 6 8 9 6 6 6နဲ့8 8 6နော် အဲ့တော့ကျွန်တော်ကိုပညာတူရီ channel နဲ့ဆက်သွယ်ခြင်းနဲ့ယူမိတ်ဆွေတွေအတွက်ဆက်သွယ်ရမယ့်လိပ်စာလေးကတော့39639090913ဆိုတဲ့ဖုန်းလေးကိုတိုက်ရိုက်ဆက်သွယ်လို့ရသလို Viber Telegram ကနေလည်းညီကိုမိတ်ဆွေတို့ဆက်သွယ်လို့ရပါတယ်ကျွန်တော်ကိုပညာကတော့ဒီ39639090913ဖုန်းတစ်လုံးပဲခိုင်းပါတယ်ဗျเนาะ ဒီထဲမှာကျွန်တော်အရန်ကိုကြိုက်နေတဲ့ဆုံသုံးလုံးပေါ့ဗျာနော်ဒီဆုံသုံးလုံးပါတဲ့ကဏ္ဍတွေကိုကျွန်တော်ပို့ပြီးတော့ကြိုက်ပါတယ်ပြောမယ်ဆိုရင်ဒီတစ်ပတ် 3D ကဆုံကဏ္ဍတွေကြီးပဲထွက်လိမ့်မယ်လို့ကျွန်တော်ကတော့ခံမှန်းနေပေါ့ဗျာနော်ဒါဒီစုံကဏ္ဍလေးတွေကိုကျွန်တော်ကပို့ပြီးတော့ကြိုက်ပါတယ်။ 3D စုံသုံးလုံးလာမယ်လို့ခံမှန်းပါတယ်။